ယုံကြည်သူခရိယန်တယောက်ဖြစ်လာပြီဆိုရင်ဖယားတင်စီကကျွန်တော်အခွင့်အရေးကိုပဲမျှော်လင့်ပြီးတော့မှအသက်ရှင်နေရမှာမဟုတ်ပါဘူးဖယားတင်စီကအခွင့်အရေးတွေကိုကျွန်တော်တို့တောင်းဆိုသလိုမျှော်လင့်သလိုဖယားတင်စီကနေတာမင်းတောင်းနေကိုလည်းကျွန်တော်တို့မျှော်လင့်တတ်ဖို့စောင့်ကြိုနေဖို့ရတယ်လို့ပါဒါကြောင့်ယုံကြည်သူခရိယန်တဦးချင်းစီတိုင်းမှာတောင်းနေအခွင့်အရေးဆိုပြီးတော့မှ နှမျိုးရှိပါတယ်။တရားဖရားနဲ့ပတ်သက်တဲ့တာဝန်တွေကိုလစ်လျူရှုပြီးတော့မှဂရုမစိုက်နိုင်တဲ့ဖရားစီကနေအခွင့်အရေးတွေကိုပဲသင်နေ့တိုင်းမျှော်ပြီးအသက်ရှင်နေတယ်ဆိုရင်သင်ဟာစစ်မှန်တဲ့ယုံကြည်သူထွေရန်တရားမဟုတ်ဘူးဆိုတော့သင်ကိုယ်သင်အမြဲတမ်းပြန်ပြီးတော့မှသတိပေးနေရမှာဖြစ်ပါတယ်။ဒါကြောင့်သင်ဟာစစ်မှန်တဲ့ယုံကြည်သူဖရားသားတရားဟုတ်မဟုတ်ကိုပြန်ပြီးစမ်းစစ်တဲ့အခါမှာ ခွင့်ရေးတဲ့တောင်ဆိုတဲ့ဒီနေရက်နဲ့ကိုယ့်ကိုပြန်ပြီးတော့မှချိန်ထိုးဖို့ရတယ်လို့ပါ